တားလုံးမဲမင်္ဂလာပါနော် Mobile Legends Super League ကပြန်လည်ပြီးတော့စတင်ပါပြီအဲ့တော့အမုန်းကြီးရမယ်ပွဲစဉ်တွေဖြစ်ပါတယ် We3 ရဲ့ပွဲစဉ်တွေကိုကျွန်တော်အနေနဲ့ prediction လုပ်ပေးသွားမှာဖြစ်ပါတယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့တို့ရဲ့ဒီ weekly schedule အရဆိုရင်တော့နှစ်ရက်ဖဲရှိလိမ့်မယ်ဒီခုကပြောင်းလဲသွားတဲ့ schedule အရကျော်၃ရက်ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံး day number 1လေးဗျာ day number 1လေးကတော့ဗျာပွဲကြီးပွဲကောင်းနေနဲ့ mid-season နဲ့ team 7 လက်ရှိအနေအထားမှာမစ်သစ်စီရဲ့ဖောင်ကအများကြီးပိုပြီးတော့အကောင့်နေအဲကျွန်တော်တော်လေးသဘောကျတဲ့အနေအထားတစ်ခုမှတော့ရှိရပြီ။ Chain Seven ဒီလေကျွန်တော်ဖဲကွန်ရောင်ဒုက္ခပေးခဲ့တဲ့အတင်းအတင်းဖြစ်တယ်ဗျ။ဒေကြတော့မစ်သစ်စီကိုလည်းဒုက္ခပေးနိုင်တယ်။အဲဂျားထဲမှာ Quarter Jet တစ်ခုက Gay Mechanic ပေါ့ဗျာ။ Micro Buy နေမှာကျွန်တော်မစ်သစ်စီကပိုကောင်းတဲ့အနေအထားတစ်ခုရှိရပြီ။အဲ့တော့ကျွန်တော်ရဲ့ Prediction အနေနဲ့ကတော့မစ်သစ်စီ Chain Seven ကို2-0နဲ့နိုင်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းချင်ပါတယ်။အဲ့တော့နောက်တဲ့သင်းနေနဲ့တော့ကျွန်တော် AI နဲ့ Platform ဗျာ။ AI eSport အနေနဲ့ Metaverse Adaptation လုပ်ရတဲ့အခြေအနေမှာတော်တော်လေးအကောင်းတဲ့သတင်းဖြစ်တယ်လို့ကျွန်တော်ယူဆရပါဗျ။ဒီရာသီရှေ့ကသူတို့ဆော့ခဲ့တဲ့ပွဲစဉ်တွေမှာနိုင်ပွဲရတဲ့အရာကိုကျွန်တော်ကြည်ချင်းအပြင်အခြေခံပြီးတော့ပြောတာပါ။ဘလက်သွန်းဘက်ကတော့ကျွန်တော်ဂျီနိုပေါ်မူတီတွေဂျီနိုအနေနဲ့ပို့ပြီးတော့ရုံးနိုင်နေဆိုလို့ရှိရင်နိုင်ပွဲရရှိနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်။အခုလည်း update patch ထွက်လာတယ်ပေါ့နော်။အဲ့တော့ဒီပြောင်းလဲမှုပေါ်မှာလည်းတို့အနေနဲ့ adaptation လုပ်နိုင်ပြီလို့ကျွန်တော်အနေနဲ့ယုံကြည်ရပြ။အဲ့တော့ဒီပွဲစဉ်အတွက် AI eSport အနေနဲ့2-1နဲ့နိုင်သွားလိမ့်မယ်ဗျ။ဘလက်သွန်းအနေနဲ့တပွဲတော့ပြန်နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းကြည့်ပါရစေ။ တော့ဒေးဝမ်းရဲ့ကျွန်တော်နောက်ဆုံးပွဲစဉ်လေးဗျာနောက်ဆုံးပွဲစဉ်ကတော့ပွဲကြီးပွဲကောင်းမယ်ဖေကွန်နဲ့စီတို့ကျွန်တော်ရှိရှိက week 1 week 2 prediction တွေလုပ်ခဲ့တဲ့အချိန်ဒီမှာအာကျွန်တော်ကျွန်တော်တောက်လျှောက်မင်းမားနေမင်းဆောက်သုံးမကြတဲ့ prediction တွေလုပ်နေတာပဲလို့နော်ပြောနေခဲ့တာတော့ zino ပဲကျွန်တော်အနေနဲ့ zino ကိုအာဒီလောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်တာဘူးပေါ့နော် zino ရဲ့ consistency ရှိရှိသွားနေတဲ့အပိုင်းကတော်တော်လေးကြောက်ဖို့ကောင်းတယ်အထူးသဖြင့်9ယောက်စုဖွဲ့ထားတဲ့စုဖွဲ့ကလက်ရှိမှာ အဲ့လို strong ဆုံး communicate လုပ်နိုင်တယ်လို့ကျွန်တော်တော့မြင်မိတယ်ဗျာ game mechanic ဘိုင်းအရာတွေကိုခဏပေးဖယ်ထားအောင် game mechanic ဘိုင်းအရာမှာ compare လုပ်မယ်ဆိုလို့ရှိရင် falcon ဘက်ကနည်းနည်းလေးပို့ပြီးတော့တားလိမ့်မယ်ဗျာအဲ့တော့လက်ရှိအနေအထားမှာ falcon နေနဲ့နည်းနည်းတိုင်ပတ်နေရဒါကျွန်တော်ဒီ week 1နဲ့ week 2နဲ့ဒါဆော့ခဲ့တဲ့ data challenge တွေအရကျွန်တော်ပြောခြင်းဖြစ်တယ်ဒီကြားထဲမှာတို့ရဲ့ training ဘယ်လိုလုပ်ထားလဲတော့ကျွန်တော်လည်းမသိဘူးဒီကြားတော့ zeno ဘက်ကလည်း training တွေ planning တွေဒီကြားပေါ့လုပ်ထားမှာပဲပေါ့နော်လက်ရှိအချိန်ဒီမှာတော့ကျွန်တော် zeno ပို့ပြီးတော့သဘောကျတယ် အာ prediction အရဆိုလို့ရှိရင် Zeno 21နဲ့နိုင်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ predict လုပ်ပါတယ်။အမှတ်2မှာတော့ Zeno နဲ့ YG ထပ်ပြီးတော့တွေ့ရတယ်။ Zeno အတွက်ဒီတစ်ပတ်ထဲမှာအသင်းကြီးတွေနဲ့ကြီးပဲတွေ့ရတာပေါ့နော်။ Falcon နဲ့တွေ့ရတယ်၊ YG နဲ့တွေ့ရတယ်။သူ့အတွက်လုံးဝအဲ့လိုစမ်းသပ်နေတဲ့ဆောင်းပွဲတစ်ခုလိုပဲ DW3 ကတိတ်တော့မချောင်ဘူး။ဒါအမှတ်ရဖို့ရှိလိမ့်မယ်လို့ကျွန်တော်အနေနဲ့တွေးထားတယ်ဗျာ။ YG နဲ့ပွဲမှာတော့သူတို့အနေနဲ့ပိုခတ်လိမ့်မယ်။အထူးသဖြင့် Lina နဲ့ Blaine ရဲ့ pick off တွေသူတို့ရဲ့အဖမ်းအလုပ်တွေကဒီ mid combo တွေမှာဒီ အာလီဂိန်းတွေမှာပေါ့နော်ဇီနိုတော်တော်လေးပြဿနာဖြစ်လာနိုင်တယ်။လေဂိန်းသာရောက်သွားမယ်ဆိုရင်တော့ဒါဇီနိုဘက်ကလည်းအများကြီး response လုပ်နိုင်တဲ့အခြေအနေတစ်ခုပေါ့နော်။ဒီပွဲစဉ်ကလည်းတော်တော်ကြီးကောင်းမဲ့ပွဲစဉ်တစ်ခုဖြစ်တယ်ပေါ့နော်။ chill draft တွေကိုအထူးသဖြင့် Zeno အနေနဲ့ signature draft တွေကိုပို့ပြီးတော့ဒါထုတ်သုံးမယ်ဆိုလို့ရှိရင်ဒါ YG ကို pressure ပေးနိုင်မယ်လို့ကျွန်တော်အနေနဲ့တွေးမိပေါ့နော်ဒီပွဲစဉ်အတွက် prediction ကတော့ YG 2-1နဲ့ Zeno နိုင်သွားမယ်လို့ကျွန်တော်အနေနဲ့ predict လုပ်ပါတယ်အဲ့တော့နောက် တစ်သင်းအနေနဲ့ဆိုရင်တော့ Agual နဲ့ Fair ကိုညာ Agual မှာတော့အရင်တော့ Platin ကလူကြီးရှိခဲ့မယ်ဆိုရင်ပို့ပြီးတော့ strong မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဗျာလက်ရှိနေထားမှာတော့ Falcon အနေနဲ့အစင်းတက်ဖို့အတွက်အမှတ်ကြီးအများကြီးလိုအပ်နေပါတယ်အဲ့တော့တေချာပေါ့ Agual ကိုတော့အနိုင် ကစားမယ့်ပွဲစဉ်တစ်ခုပါ AGL က2-0နဲ့နိုင်ဝလိမ့်မယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းပါတယ်နောက်ဆုံးတော့ပွဲစဉ်နေနေဆိုရင်တော့ AI Esports နဲ့ Mythic ဒါပွဲစဉ်ပဲဖြစ်ပါတယ် Mythic ကလက်ရှိနေထားမှာဒီ Team Chemistry ဘိုင်းရရောအကြောဒီ gaming mechanic ဘိုင်းနေရောကျွန်တော်သဘောကျတဲ့အသင်းအသင်းဖြစ်တယ်ပေါ့နော်အဲ့တော့ AI Esports အနေနဲ့ဒီပွဲစဉ်မှာ အဲ့တို့အနေနဲ့ဒီ update application ပေါ်မူတည်ပြီးတော့အပြောင်းအလဲတွေလုပ်လာနိုင်တယ်။လက်ရှိမှာတော့ကျွန်တော်တို့ဒီ micro buy ရောက်သွားပြီရှင်မယ်ဆိုလို့ရှင် mythic ကအများကြီးပူပြီးတော့ကျွန်တော်တို့ဒါ strong နေပေါ့နော်။အထူးဖြင့်ကျွန်တော်တို့ ehb matchup တွေမှာအများကြီးကျွန်တော်တို့ဒါရှင်လို့ရတယ်။အဲ့တို့အနေနဲ့ဒီ max zero bar အနေနဲ့အချိန်ယူကောင်းယူရနိုင်တဲ့ ai e-sport အနေနဲ့အဲ့တော့ဒီပွဲစဉ်အတွက် command check ကတော့ mythic 2-1နဲ့နိုင်ွားမယ်လို့ကျွန်တော်အနေနဲ့ predict လုပ်ပါတယ်။အဲ့တော့ day number 3 blood zone နဲ့ azure ဗျာ။ပွင့်လင်းပြောရင်ဒီပွဲကသူတို့ nothing လုံးအတွက် ဒါထိတ်လိုက်တွေ့ဆုံမှုပိုင်းမှာဒါအမှတ်ယူဖို့ကောင်းတဲ့ဓာတ်ပွဲစဉ်တွေဖြစ်တယ်ဗောနော်တို့အနေနဲ့ဒီ play ins ကိုပါဖို့အတွက်ဗောဗျာ black zone နဲ့ azure မှာ black zone နှစ်နှစ်ချင်းနေဖို့ကောင်းတယ် finishing ဘိုင်းနေမှာတို့အနေနဲ့အခက်အခဲရှိရေဆိုရင်ပဲဒီကြားရက်ပွဲစဉ်တွေမှာလာတို့ကောင်းကောင်းလေး training လုပ်ခဲ့မယ်ဆိုလို့ရှိရင် black zone အနေနဲ့ဒီပွဲစဉ်ကိုအနိုင်ရသွားဖို့များတယ်ဗောနော်ဒီပွဲစဉ်အတွက်ခံမှန်းချက်ကတော့ black zone 2 azure 1ပဲဖြစ်ပါတယ် now the in เนี่ยတော့ DGU နဲ့ Azure ကျွန်တော်အရှိတ်ဘက်က recap ဒီမှာပြောခဲ့သလိုပဲ DGU နေနဲ့ ဒီ Mobile Legend Super League မှာဝင်ဆော့နေတဲ့ slot တနေရာနဲ့ပတ်သက်ပြီးတော့သူတို့တက်တည်ပြဖို့လိုအပ်တယ်ငါတို့ထိုက်တန်ပါရဲ့ဆိုတော့အရာကြီးအကုန်လုံးတက်တည်ပြဖို့လိုအပ်တယ်ပေါ့နော်အခုလက်ရှိအချိန်ကြီးထိကတော့အားရဖို့ကောင်းတဲ့ performance တွေကတော့ကျွန်တော်အနေနဲ့မတွေ့ရအောင်ကျွန်တော်အနေနဲ့နိုင်ပွဲတွေကိုလိုချင်တာပြောတာဆိုလိုတာမဟုတ်ဘဲနဲ့ပွဲစဉ်အတွင်းမှာသူတို့အနေနဲ့ပူကောင်းနေဆိုတဲ့ performance ပြသူတင်ကိုတင်ဒီအသိတော်တော်များများအောင်ငါတို့ရဲ့ဒီ game play style တွေအကုန်လုံးကအနေထားတစ်ခုရှိပါတယ်ဆိုတဲ့အရာကိုပြောခြင်းပဲဖြစ်ပါတယ်2-0နဲ့နိုင်သွားပါလိမ့်မယ် ောက်ဆုံးဘွဲကတော့ YG နဲ့ planning ပြ YG ကို planning ကကောင်းကောင်းကြီးဒုက္ခရောက်နိုင်အောင်လုပ်နိုင်လိမ့်မယ်တခြားခြားသောပြိုင်ပွဲတွေမှာဆိုလို့ရှိရင်လည်း planning က YG ကိုအနိုင်ရရှိခဲ့ဘူးတယ်အဲ့တော့ YG နေနဲ့တစ်ချက်ပေါ်စားတာနဲ့ planning ကစားဝါလိမ့်မယ်ဗျ planning ကလက်ရှိအခြေအနေမှာနီးပြကောင်းကောင်းတယောက်တည်းသူတို့အနေနဲ့ရလိုက်မယ်ဆိုလို့ရှိရင်သူတို့အသိန်းကအသိန်းကြီးတော်တော်များများကိုဒုက္ခပေးနိုင်တဲ့အခြေအနေတစ်ခုမှရှိပါတယ်အဲ့တော့လက်ရှိအခြေအနေမှာတော့ YG နေနဲ့ အမားလေးကြီးလောက်တာနဲ့ planning ကသူရဲ့အချင်းကြီးကိုကောင်းကောင်းလေးဒါရိတ်စားဖန်းစားမိွားလို့ရှင်တော့အရှင်းခံရနိုင်ပါလေ။အဲ့လက်ရှိအချင်းကြီးကတော့ကျွန်တော်အနေနဲ့ predict လုပ်ပါလေ YG21 နေပဲနိုင်သွားပါလိမ့်မယ်လေ။ကိုရိုးရဲ့ comment ချက်တွေကိုလည်းအောက်က comment section မှာဝင်ရောက်ပြီးရေးပြီးသွားလို့ရပါလေ။ကျွန်တော်ကတော့ SC40 ပဲဖြစ်ပါလေ။